အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးကတော့ပိတ်တာဘဝကိုရောက်သွားတဲ့ငွေရိုးချီစားတဲ့လင်မယားဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါတယ်အကြောင်းအလိမ်စားတဲ့ငယ်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရက်ခန့်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းအလိမ်စားတင်လိုက်အောင်တိတ်ဆိတ်ငြိမ်သက်နေတယ်ညာချမ်းအခါမှာဦးစင်ထွန်းတောက်ကမိဘနှစ်ပါးဖြစ်ခဲ့တဲ့ ဒကာကြီးနဲ့ဒကာမကြီးတို့ရဲ့အယိုးပြာများထဲသွင်းရအုပ်ကူရှိမှာမေတ္တာပို့တာလည်းရှိပါတယ်ဒါပေမဲ့ဦးစင်းကအကြောင်းကိုပြန်မယ်အလုပ်မှာတော့တင်ကန်းစားကိုတစုံတစ်ယောက်ကလက်နဲ့လာဆွဲတကယ်သူဆွဲချင်းခံလိုက်ရပြီးအဲ့ဒီနောက်မှာနာကျင်မှုကို ပြင်းထန်တော့ခံစားနေရတကယ်သူအော်ဟစ်တန်ကြီးကိုပါကြားလိုက်ရပါတယ်ဒါကြောင့်ဦးစင်းကလှည့်ကြည့်လိုက်တဲ့ခါမှာတော့ညစ်ပတ်ပီရင်နေတဲ့လင်မယားနှစ်ယောက်ဖြစ်တဲ့အယံမြင့်မြင့်တရေနှစ်ကောင်ကိုတွေ့လိုက်ရပါတော့တယ် သူတို့ကတနာစပွဲပေါ်ဟင်းနေကြပါတယ်။အဲ့ဒီနှုတ်ဦးကဥစဉ်ထွန်းတော့ကိုထိုင်ပြီးတော့ဦးချကတော့လိုက်ပြီးတော့လက်ဖွားနှစ်ဖက်ကိုဖြန့်ပြီးတော့ဥစဉ်စီကနေကုသူအမြတောင်းခံလို့တဲ့အမှုရာကိုပြကြပါတယ်။ဥစဉ်ထွန်းတော့ကမိန့်တော်မူပါတယ်။ငါဖုန်ကြီးကတကာကြီးနဲ့တကာမကြီးတို့ကိုမြေတားပို့သားပြီးတော့ကုသူအမြပေးဝင်နေတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ဒါပေမဲ့တကာကြီးနဲ့တကာမကြီးတို့မှာကုသူအပေါ်စိတ်ရင်းမှန်တဲ့ဝမ်းမြောက်ဝမ်းသာတာတုခေါ်လို့စိတ်ကအမှန်တကယ်မရှိကြပါဘူး။ ဒါကြောင့်ကုသိုလ်ကိုပြည်ပြည်ဝဝမရရှိနိုင်မင်းနဲ့စာလုံးမုတ်သိပ်ပြီးတော့ဝေဒနာကိုအရင်တိုင်းခံစားနေရတာပဲဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ငါဘုန်းကြီးကတော့ဆက်လက်ပြီးတော့မေတ္တာပို့မျှပေးဝေမသွားမှာပါဦးစင်ထွန်းတော့ရဲ့မိဘများဖြစ်ကြတဲ့အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးကအဲ့ဒီစကားကိုကြားတဲ့ခါမှာတော့မိမိတို့အနေနဲ့ကုသိုလ်ကိုစိတ်ရင်းမှန်နဲ့ဝမ်းမြောက်နိုင်ရန်ဘလို့ပြုလုပ်ရမလဲဆိုတာမသိရတော့ကြောင်းတဖန်ပြန်ပြီးတော့အော်ဟစ်ကြပြန်မှာတော့လေလူဘဝကပြုခဲ့တဲ့အလွန်ကြီးမားတဲ့ဝိကျွေးကံကြမှာကြောင့် အခုလိုဘုံဘဝမှာဆင်းရဲဒုက္ခကိုခံစားနေရခြင်းဖြစ်ပါတယ်။ဥစဉ်ထွန်းတော့ကတေဆုံးပြီးနောက်အဲ့ဒီဘဝကိုရောက်နေရတဲ့မိဘနှစ်ပါးရဲ့အခြေအနေကိုမြင်တွေ့ရတဲ့အခါမှာတော့မျက်ရည်များဝဲတက်လာပြီးတော့အလွန်မင်းတနာကျင်တာစိတ်မကောင်းဖြစ်မိပါတယ်။လွန်ခဲ့တဲ့စိန်နှခန့်ကမိမိရဲ့လူငယ်ဘဝကိုပြန်လည်ပြီးအမှတ်ရမိပါတယ်။ဥစဉ်ထွန်းတော့ကတထေးမိသားစုကနေပေါက်ွားလာခဲ့ရငွေကြေးပြည့်စုံမှုကြောင့်ဘယ်အရာကိုမှအလေးမထားစာမသိရှောက်လေပျော်ပါပြီးတော့မိုင်မဲပြီးတော့ သူ့တစ်ပါးနဲ့အမြဲတမ်းလိုလိုခိုက်ရံဖြစ်ပွားလေးရှိသူဖြစ်ပါတယ်။ဒါကြောင့်မိဘများဖြစ်ကြတဲ့ဦးတင်နဲ့ဒေါ်ရင်တို့ကသူ့ကိုအိမ်ကနေပြီးနှင်ထုတ်ခဲ့ကြပါတယ်။အဲ့ဒီချိန်ကလူငယ်လေးထွန်းတော့ကလမ်းဘေးများမှာအိတ်ဆက်ရင်နဲ့ဥတီရမယ်လှဲ့လေသွားလာနေခဲ့ရပါတယ်။တနေ့တော့ခါမှာတော့ထွန်းတော့ကဖုန်ကြီးကြောင့်တကြောင်ရဲ့ဇယက်မှာအိတ်ဆက်ရံရောက်ရှိခဲ့ပြီးတော့အလွန်မြစ်တာတရားကြီးမာတယ်။ဆရာတော်ဦးတင်နဲ့တွေ့ဆုံခဲ့ပါတယ်။ဆရာတော်ကထွန်းတော့ကိုကိစ္စအဝဝမှာဆုံးမသွန်သင်ပေးခဲ့ရာ ထွန်းတောက်ကလူကောင်းတယောက်အဖြစ်စတင်ပြောင်းလဲလာခဲ့ပြီးတော့တရားတော်များရဲ့အစုံအမများကိုနားလည်တန်ဖိုးထားပြီးတော့နောက်ဆုံးမှာတော့ယဟန်ပေါင်ကိုဝင်ရောက်ခဲ့ပါတယ်။ယဟန်ဖြစ်လာတဲ့ဦးစင်ထွန်းတောက်ကမိဘများပေါ်အလွန်အမင်းအပြစ်ရှိတယ်လို့ခံစားရတဲ့အတွက်ဦးတင်နဲ့ဒေါ်ရင်တို့ထံကိုသွားရောက်ပြီးတော့ရှစ်ခိုးကတော့တောင်းပန်ရင်ရည်ရွယ်ခဲ့ပါတယ်။မိဘနှစ်ပါးကတားဖြစ်သူယဟန်ဝင်နဲ့ရောက်လာတာကိုမြင်ပေမဲ့လုံးဝဝမ်းမြောက်ခြင်းမရှိဘဲနဲ့အံ့ဩခြင်းသာဖြစ်မိပါတယ်။ဦးစင်ထွန်းတောက်ကမိဘများကိုတောင်းပန်စကားဆိုတဲ့အခါမှာတော့တကယ်လို့သူတို့ကိုခွင့်လွှတ်စေချင်တယ်ဆိုရင် ယဟန်ဖြစ်ကနေပြီးတော့လူထွက်ပြီးတော့မိသားစုအမွေအနှစ်များနဲ့စီးပွားဥစ္စာများကိုလွှဲပြောင်းတာဝန်ယူစီမံခန့်ခွဲမှသာခွင့်လွှတ်မည်ဆိုပြီးတော့ပြောခဲ့ပါတယ်။အရှင်ဘုရားကိုမိဘတွေကအခွင့်လွှတ်စေချင်တယ်ဆိုရင်လူထွက်မှရမယ်။ဘာလို့လူထွက်ရမှာလဲတကားကြီး။ယဟန်ဆိုတာကသူများအိမ်ကဆုံးကိုတောင်းစားပြီးတော့တနေ့တနေ့ဖြတ်သန်းနေရတာပဲ။ကို့အတွက်အကျုံးရှိဘူး။ဆောင်းရှောင်းမဲ့သူလည်းမရှိတော့ပင်ပန်းနေ။မိဘတွေလောက်ကင်ထားတာကိုဆက်ခံဖို့လူထွက်လိုက်တာပိုမကောင်းဘူးလား။ဒါပေမဲ့တကားကြီးနဲ့တကားမကြီးလုံနေတာကအကုသိုလ်တွေပဲလေ။ ဘလို့လို့အကူလို့ဖြစ်မှလဲငွေရိုးချေးစားတာပဲဟာငွေရိုးချေးပြီးတော့အတိုးနှုံးကိုအစမတန်မြင်အောင်ယူတော့အကျွေးပေးမဲ့သူတွေကဒုက္ခရောက်ကြတာဗောတကားကြီးရဲ့သူတို့မပေးနိုင်ရင်သူတို့ပေါင်ထားတဲ့လေဒီယာတွေကိုတိတ်နိုင်ုံဗောအဲ့ဒါတွေကြောင့်အကူတို့ကံဖြစ်နေတာဗောတကားကြီးနဲ့တကားမကြီးချမ်းချမ်းသာသာနေရပြီမဲ့သူတို့တွေကဆင်းရဲဒုက္ခရောက်ကြရတယ်လေဟဲ့ကောင်မင်းတိတ်လွန်လာပြီမင်းကငါတို့သားပဲဘလို့တက်တိမျိုးနဲ့မိဘကိုပြန်ပြီးတော့ဆုံးမသွန်သင်ရဲရတာလဲတွားတွားမင်းကမင်းရဟန်းမဲ့ဝဲဝဲလှုပ်ချင်တာလှုပ်တွားတော့ဦးတင်နေဒေါ်ရင်တို့က ဦးစင်းထွန်းတောက်ရဲ့စကားကိုကြားတဲ့ခါမှာတော့ဒေါသဖြစ်ပြီးတော့ဦးစင်းကိုအိမ်မော်ကနှင်ချခဲ့ပြီးတဦးတဲ့ဒေါသဖြစ်ပေမဲ့လုံးဝခွင့်လွှတ်မှုမဟုတ်ကြောင်းကိုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဦးစင်းထွန်းတောက်ပြောခဲ့သူများကအမှန်တရားများပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတတိလင်မယားကမယိုးသားတဲ့နီလန်းများနဲ့ကျွဲဝါချမ်းသာလာပြီးတဲ့နောက်မှာသူတစ်ပါးရဲ့ဆင်းရဲဒုက္ခပေါ်အခြေပြုပြီးတော့အသက်မွေးခဲ့ကြပါတယ်။အတိုးနှုံကြီးမြင့်စွာနဲ့ငွေချေးပြီးတခြားသူတွေကိုလိမ့်လေလှည့်ပြခြင်းတို့ပြုလုပ်ခဲ့ပါတယ်။အကျွေးရှင်များသို့မဟုတ် သူတို့ရဲ့လိန်လေခြင်းကိုခံရသူများထံကနေချိန်ဆတဲ့များထွက်ပေါ်နေပြီမဲ့သူတို့ကလုံးဝကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပါဘူး။ဘာလို့လဲဆိုတော့အဲ့လိုပြုလုပ်ခြင်းဖြင့်ချမ်းသာကျေဝါပြီးတော့ငွေကြေးအမြောက်အများရရှိနေတဲ့အတွက်ကြောင့်မိမိတို့ပြုလုပ်တဲ့အမှုကမှားလားမှန်လားဆိုတာစိတ်ဝင်စားခဲ့ပါဘူး။ဦးစင်ထွန်းတောက်ကစိတ်မချမ်းမသာနဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။နှစ်ဘလောက်ကြာကြာမိဘနှစ်ပါးကအရင်တိုင်းပဲဘယ်တော့မှပြောင်းလဲမှုမရှိပါဘူး။ဒါကြောင့်ဦးစင်ထွန်းတောက်ကအရာရာကိုကံကြမ္မာရဲ့အကြောင်းတိုင်းသာဖြစ်စေရန်ဖြည့်တွေ့လိုက်ရပါတော့တယ်။ ဒီလိုနဲ့နှစ်နှဲငယ်ကြမှာတော့ဥစဉ်ရမိပါနှစ်ပါးကအပြင်းထန်နာမကျန်းဖြစ်ပြီးတော့လမ်းမလျှောက်နိုင်တော့ပါဘူးနှစ်ဦးစလုံးအိယာထဲမှာလဲနေရပါတယ်ရှာဖွေစူးစောင်းထားတယ်ငွေကြီးဥစ္စာများကလည်းမိမိတို့ကိုကိုကုသရန်အတွက်အသုံးပြုခဲ့ရလုံးဝမွေးပြကြတော့ပါတော့တယ်ဖွက်ထားတယ်တခြားပစ္စည်းဥစ္စာများကိုလည်းဆွေမျိုးများကလာရောက်တည်ယူသွားကြရတခုတလေမှမကြံတော့ပါဘူးဒါကြောင့်သူတို့ကယုံကြည်စိတ်ချရသူများထံကနေတစ္ဆာဖောက်လိမ်လည်ခြင်းခံရတဲ့အတွက်အလွန်အမင်းစိတ်မကောင်းဖြစ်မိခဲ့ကြပါတယ် နောက်ဆုံးမှာတော့ဘသူကမှလာရောက်ဆောက်ရှောက်ခြင်းမရှိတဲ့ကရိုနှစ်ဦးကအညစ်အကြေးများထဲမှာလဲလျောင်းနေရပြီးတကူလုံးပုတ်တိုးနံဆော်နေပါတော့တယ်။ဦးစင်ထွန်းတော့ကလည်းတရင်ကိုကြားသိတဲ့အခါမှာသူတို့နှစ်ဦးထံရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကတော့မိဘနှစ်ပါးအသက်ထွက်လူဆဲဆဲအချိန်ကဖြစ်နေခဲ့ပါပြီ။တကာကြီးဦးတင်ကစကားအနှဲငယ်ပြောနိုင်သေးတဲ့အတွက်တာယဟန်ကိုတိုးလျတဲ့အတိုင်းနဲ့ပြောကြခဲ့ပါတယ်။အဖေနဲ့အမေကတိတ်မကြခင်တရားတော့မထင်နဲ့။ဒီဘဝတာယဟန်ပေါ်မှာမကောင်းတာတွေလုပ်ခဲ့မိရင်အဖေနဲ့အမေကိုခွန့်လို့ပါ။ ဦးစင်းကဘာမှမျက်ထွက်စိတ်ဆိုတာမရှိပါဘူးဒကာကြီးနဲ့ဒကာမကြီးစိတ်လူကိုလျောက်ခွတ်လွတ်ပါတယ်ဦးစင်းကိုယ်တိုင်လည်းဒကာမကြီးနဲ့ဒကာကြီးတို့အပေါ်မှာပြင်မာကျူးလို့မိတာတွေရှိရင်ကြော့ပြီးတောင်းမဲ့ပါတယ်ဒကာကြီးနဲ့ဒကာမကြီးတို့နှစ်ယောက်စိတ်အေးအေးထားကြပါအချင်းချင်းခွတ်လွတ်ပြီးရဲ့နောက်မှာတော့ဦးတင်နဲ့ဒေါ်ရင်ကအသက်ထွက်လူဆဲဆဲအချိန်ကမှာအယံမြင်မာတဲ့ပုပ်ကိုကြီးများအိမ်တွင်းကိုခေါင်းပြူဝင်လာတာကိုသူတို့နှစ်ယောက်မြင်တွေ့ရရပါတယ်အဲ့ဒီပုပ်ကိုကြီးများကသူတို့နှစ်ဦးကိုအတူခေါ်ဆောင်သွားရင်လက်လန်းလိုက်ပါတော့တယ်ဟာ ီပုံကူတွေကအဖေနဲ့အမေရဲ့အသက်ကိုယူတော့မယ်အရှင်ဖေဟာအဖေနဲ့အမေကိုကယ်ပါအောင်ဖေဟာဥတင်နဲ့ဒေါ်ရင်တို့ကတေကန်ဒီမှာသူတို့ကိုလာရောက်ခေါ်ဆောင်နေပုံကူများရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်သူတို့ကအလွန်မင်းကြောက်ရွံ့ပြီးတော့တာယဟန်ကိုအဲ့ဒီတစေပိတ်တာကြီးများလက်ကနေလွတ်မြောက်အောင်ကူညီပေးရန်အော်ဟစ်တောင်းပန်ကြပါတယ်ဒါပေမဲ့ဥစဉ်ထုံးကကူညီနိုင်စွာမရှိခဲ့ပါဘူးမိမိရဲ့မိဘများရောက်ရှိရမယ့်ပုံပေါ်အသည့်ရဲ့ရှေ့ပြေးနှမိတ်မှန်ဥစဉ်သိနေကြတယ်လေ အဲ့ဒီအယံမြင်မြင်ပုံကိုကြီးများကတထေးလင်မယားနှစ်ဦးရဲ့ဝိညာဉ်များကိုခန္ဓာကိုယ်ကနေချက်ချင်းဆွဲထုတ်ယူငင်သွားရတထေးလင်မယားနှစ်ဦးကတစ်ချိန်တည်းမှာပဲအသက်ပြောက်သွားခဲ့ပါတယ်သူတို့နှစ်ဦးအာတုဘအခန္ဓာပြီးစီးသွားတဲ့ခါမှာတော့ဦးစင်ထွန်းတောက်ကမိဘနှစ်ပါးရဲ့အယိုးပြာတဝက်ကိုမြစ်ထဲကိုမျောခဲ့ပြီးတော့ကျန်တဲ့တဝက်ကိုတော့မိမိတရင်သုံးရာအကြောင်းအတွင်းမှာရှိတယ်အယိုးပြာထည့်သွင်းရာစီရောမှာထားရှိပြီးတော့မိဘနှစ်ပါးအတွက်အမြဲမြစ်တာပို့တာအမျှတမ်းပေးဝင်နေခဲ့ပါတယ်အဖိနှစ်ဥပုံနေတိုင်းမှာအဲ့ဒီလင်မယားနှစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ရာအော်ဟစ်တန်ကရွာအတွင်းကိုပင်ကျဲလောင်စွာကြားရတဲ့အတွက်လူအများကြောက်ရွံ့ထိတ်လန့်ခဲ့ရပါတယ်တခါတည်းရဲ့ညဘက်ငားရှာဖားရှာပြန်လာတဲ့ရွာသားများကကျောင်းနောက်ဘက်မှာဖြတ်လျှောက်တဲ့ခါမှာတော့လင်မယားနှစ်ယောက်ရက်နေတာကိုတွေ့မြင်ရတတ်ပါတယ်သူတို့ကဖြတ်သွားဖြတ်လာတဲ့သူတွေထံကနေပြီးတော့ကုသူဒါမှမဟုတ်အစားတောင်များကိုတောင်းခံရန်ရက်ဆောင်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ရွာသူရွာသားများကအလွန်ကြောက်လန့်ပြီးတော့မှပြောဘက်ပေါ်မှာအစားတောက်တွေတင်ပြီးတော့အဲ့ဒီတစီတွေစားသုံးရန်ခြပေးတတ်ပါတယ် ဒါပေမဲ့အဲ့ဒီနှစ်ဦးကစားသုံးနိုင်ခြင်းမရှိဘဲနဲ့အစားအသောက်များရဲ့အနက်ကိုသာရှူနိုင်ကြတဲ့အတွက်အမြဲတမ်းစားလောင်မှုသိနေပါတယ်။အခုချိန်ထိအဲ့ဒီလင်မယားနှစ်ယောက်ကစားလောင်မြဲစားလောင်လျက်ရှိပါတယ်။ကုသိုလ်အမြကိုလည်းစားလောင်ပါတယ်။ထမင်းဟင်းအစားအသောက်များကိုလည်းစားလောင်ပါတယ်။တာယဟန်ကဘလို့ပဲအမြပေးပေးသူတို့နှစ်ဦးကကုသိုလ်အပေါ်မှာဝမ်းမြောက်ဝမ်းသာတာထူးခွန်နိုင်သိမရှိတဲ့အတွက်ကုသိုလ်ကိုလက်ခံရရှိရန်အလွန်ခက်ခဲပါတယ်။ သူတို့ကဒီလိုဆင်းရဲဒုက္ခကိုနောက်ထပ်နှစ်ပေါင်းဘယ်လောက်ကြာအောင်ခံစားရမှာလဲဆိုတာတော့ဘယ်သူမှမသိနိုင်ပါဘူးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်နေဆက်နေမှုကိုဒီမှာပဲရနာဝင်ပြပါခင်ဗျာကျွန်တော်တို့စီရင်နေဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြတ်တရခင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်